ဟီဇွေးနိုင်ငံကအလွန်သိငဲတဲ့နိုင်ငံဖြစ်တယ်စစ်ဖြစ်ကြတာလဲနှစ်နှစ်နေပါရှိပါပြီမင်းသားဇာများစွာမှာတိုက်ပွဲတွေဝင်နေရပါတယ်လက်ကဂါဇာမဆာပြီးလက်ဘနွန်မြောက်ပိုင်းနယ်စပ်တလျှောက်ယမန်မှာရှိတဲ့ဂူတီတဘုံတွေကိုဒုံးကျည်နဲ့ပြေလွတ်ခဲ့ရပါတယ်စီးရားမှာရှိတဲ့ပြစ်မှတ်တွေကိုလည်းဖြိုခွင်းခဲ့တယ်အခုဆိုရင်အီရန်နဲ့မြန်မာစာတစ်ကိုဖွင့်လှစ်လိုက်ပါဖြစ်တယ်အီရန်ကဤစစ်ပွဲတွေအတွက်ငွေကြေးများစွာကိုထောက်ပံ့နေပါတယ်ဒီစစ်ပွဲတွေကအစ္စရေးနဲ့ကမ္ဘာကိုဘလောက်ကုန်ကြမလဲ ။ Israel ကအီရန်နဲ့စစ်ပွဲအတွက်ဒေါ်လာနေ့စဉ်925သန်းခန့်သုံးစွဲနေပါတယ်။ဒီဂိတ်ကနန်းကစစ်ဦးစီးချုပ်နဲ့အတူလှုပ်ဆောင်ခဲ့တဲ့ Israel ကကွယ်ရေးအကြံပေးဟောင်းတဦးထံမှထွက်ပေါ်လာခြင်းဖြစ်တယ်။အီရန်နဲ့စစ်ပွဲဖရနယ်ရဲ့အတွင်းမှာ Israel ကဒေါ်လာ1.5ဘီလီယံနီးပါးသုံးစွဲခဲ့ပါတယ်။ဒေါ်လာ963တန်းကလေရင်ပြန်တဲ့အချိန်နဲ့လက်နက်တွေကဲ့သို့သောထိုးစစ်မှုတွေအတွက်ဖြစ်တယ်။ကျန်ငွေတွေကိုကာကွယ်ရေးအတွက်ပေးချေတဲ့အခါမှာဒုံးကျည်ပြန်ဈာပြမှုနဲ့ တတလုံဆောင်မှုတွေပါပါတယ်ဒါတွေကဓာတ်ရိုက်ကုန်ကျစရိတ်ဖြစ်တယ်ဒါပေမဲ့တွယ်ဝိုက်တဲ့ကုန်ကျစရိတ်တွေလည်းရှိပါတယ်လုပ်ငန်းတွေရှုံးတယ်ကုန်ထုတ်ဆွမ်းအားနည်းလာတယ်စီးပွားရေးနှေးကွေးလာတယ်စစ်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်ကြောင့်ဤတွယ်ဝိုက်ကုန်ကျစရိတ်တွေကလည်းတိုင်းတာတာခက်ခဲပါတယ်ဆိုအစ္စရေးစီးပွားရေးပေါ်မှာပုံမှန်ကျပြန့်စွာတရားမှုရှိလာပြီဖြစ်တယ်ဒီဂါဇာစစ်ပွဲကလည်းအစ္စရေးရဲ့စီးပွားရေးကိုဆိုးဝါးစွာထိခိုက်ခဲ့ပါတယ်ညမပြီးခဲ့တဲ့နှစ်အကုန်လုံးကဒေါ်လာ66ဘီလီယံကျော်ကုန်ကျခဲ့ပါတယ် လေကြောင်းတက်ခတ်မှုမြေပြင်စစ်ဆင်ရေးစစ်ပေးဆောင်ပြည်သူတွေအတွက်အင်အားပြုပြင်ရင်ပြန်လည်တိဆောက်ရင်းနဲ့အခြေခံဝန်ဆောင်မှုတွေကဲတော့စစ်ကြီးနဲ့အရာပဲ၃စိတ်ပြောင်းဝင်ပါလာဒေါ်လာ66ဘီလီယံကဣဇွေးနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးစနစ်ရာခိုင်နှုန်းခန့်ရှိပါတယ်ဒီစစ်ပွဲကဣဇွေးရဲ့ဘတ်ဂျက်လုံခြုံရေးမှုကိုလည်းထိခိုက်ခဲ့ပြီးတော့အစိုးရကန်းနေပြီးတော့ငွေဝင်နဲ့ရှင်မဲ့ဆိုရင်တော်တော်များများကိုတုံးဆွဲခဲ့ရပါတယ်စစ်မဖြစ်ခင်တော့ကလုံငယ်က၄ရာခိုင်နှုန်းခန့်ရှိတယ်ဂျမန်တွေက ရှေ့ကနုံအထိတက်လာပြီးတော့အစိုးရကောက်ခွင့်နဲ့ရရှိခဲ့တဲ့ငွေငွေတဲ့ရှေ့ကနုံပုံမုံ၃ဆွဲခဲ့ပါတယ်။ဒါကြောင့်မလို့အစ္စရေးကချင်းငွေတွေကိုပုံမုံချီလာခဲ့ရပါတယ်။ကဲနောက်တစ်ခုကျွန်တော်ကြည့်မဲ့နေရာကကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုဖြစ်တယ်။အစ္စရေးနိုင်ငံကကမ္ဘာပေါ်မှာစစ်ရင်ကအရှိဆုံးနိုင်ငံတစ်ခုဖြစ်တယ်။လုံခြုံရေးချုပ်ချော့မှုတွေကိုကန်တွယ်ဖို့အတွက်ရေကောင်းစီးပွားရေးကိုတည်ဆောက်ထားတယ်။ဒါပေမဲ့ဒီပဋိပက္ခတွေကအထက်ကန်တမစီဆွဲဆန့်နေပါတယ်။ဒီစစ်ပွဲတွေကကမ္ဘာစီးပွားရေးကို ထိခိုက်စေပါတယ်။ဥပမာနဲ့စီစင်းတို့တက်လာတယ် အဲ့ဒီဒေသကယီနန်ရဲ့အဓိကအရင်းမြစ်ဖြစ်တဲ့အီရန်နိုင်ငံအတွင်းမှာအစ္စရေးကလှုပ်ချံပြီးတဲ့နောက်မှာယီနန်စီးတွေတက်လာတယ်။ပြေအဝါပိတ်ဆို့ထားမယ်ဆိုရင်ယီနန်ဒစီကိုဒေါ်လာ100ကျော်ကျော်ကိုအထိရောက်နိုင်ပြီးတော့လူတိုင်းအပေါ်တရားမှုရှိပါတယ်။နောက်တစ်နေရာကြည့်ရမယ့်နေရာတင်မောနဲ့ဂုံပစ္စည်းပို့ခြင်းဖြစ်တယ်။ပိတ်ဘက်ကကြောင့်ကွန်တိန်နာတင်မောတွေရဲ့ဆစ်ဆက်ရကနိုးကျော်ပင်လယ်နီကိုရှောင်ကြရပါတယ်။အဲ့ဒီအစားတင်မောတွေကအာဖရိကတိုက်တဝက်မှာရွှန်းလင်းကြပြီးတော့ခီးစဉ်တစ်ခုစီအတွက်73ရက်ကနေလောင်စာစီဖို့အတွက်ဒေါ်လာတတန်းပေါင်းပေါင်းထည့်ရမှာဖြစ်တယ်။ ီလက်ထရောနစ်နဲ့မရှင်မဖြစ်လိုအားတဲ့ကွန်ပျူတာတွေတင်ပို့မှုကိုလည်းနောက်နောက်နေစေပါတယ်။ရလအနေနဲ့ကမ္ဘာရေကြောင်းပို့ဆောင်နိုင်မှု15ရာခိုင်နှုန်းကျဆင်းသွားပါတယ်။နောက် လေကြောင်းခီးစဉ်ကိုကြည့်အောင်။အီဇွိနဲ့အီရန်တို့ကသူတို့ရဲ့လေပိုင်တွေကိုပိတ်ထားတယ်။အီရန်နဲ့ဂျော်ဒန်တို့လည်းပိတ်တယ်။လေကြောင်းလိုင်းများစွာကလေရင်ခီးစဉ်တွေကိုဖျက်သိမ်းပြီးတဲ့အတွက်လေကြောင်းပြောင်းချင်းတွေအတွက်ခရီးပို့ရှိပြီးတော့လက်မဇင်းတို့တွေပို့မြင့်မားလာပါတယ်။ ကဲအချင်းချင်းပြောမှာဆိုရင်တော့စစ်ပွဲတွေကပတ်စံများကြီးကုန်စီပါတယ်။ဣဇွေကပေးဆောင်မှုအတွက်အစင်တစ်ဖြစ်နေပေမဲ့ကဘာကမတောင်းဆိုပါဘူးဒါတွေကို။ပရိပခတွေကစစ်မြစ်ပြများတာမကပဲကဘာစီဝါရေးထောက်ပံ့ရေးကွင်းဆက်တွေနဲ့စားသုံးသူဂျင်းနှုံးတွေကိုလည်းထိခိုက်စေပါတယ်။ဣဇွေနဲ့အီရန်စစ်ပွဲကဒေတာအတွင်းပရိပခတစ်ခုတောင်မဟုတ်ပါဘူး။လူတိုင်းပေါ်တရားမရှိတဲ့အတွက်ကြောင့်ကဘာတုံလုံး၆ချမ်းမှုတစ်ခုဖြစ်ပါတယ်။